နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းဖြာပုံမြို့နယ်တမန်ကြီးကျေးရွာမှာစစ်မှုထမ်းကိစ္စအစည်းအဝေးခေါ်ယူတဲ့အချိန်မှာမလာရများတာကြောင့်မိဘဆရာအစည်းအဝေးဆိုပြီးတော့ လိန်လယ်ခေါ်ယူခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်မှုန်တိုင်းကိစ္စနဲ့အစည်းအဝေးခေါ်ရင်လူတွေကမတက်ကြတာများတယ်လေ။အခုကအဲ့လိုမဟုတ်တော့ဘူး။ဆရာမတွေကနေတဆင့်ចောင်းသားတွေကိုမှာခိုင်းပြီးចောင်းသားမိပါဆရာအစည်းအဝေးဆိုပြီးတော့လိန်ပြီးခေါ်တာ။ဟိုရောက်မှစစ်မှုန်တိုင်းအတွက်ပတ်စံနေခွဲကြတာလို့တမန်ကြီးရွာကန်အမျိုးသားတို့ကပြောပြထားပါဗျ။ပြီးခဲ့တဲ့ဇွန်လ29ရက်နေ့မှာစစ်မှုန်တိုင်းအပတ်စဉ်25အတွက်အဲ့ဒီလိုအစည်းအဝေးခေါ်ယူခဲ့တာဖြစ်ပြီးတော့အဲ့ဒီအစည်းအဝေးကနေစစ်မှုန်ထမ်းဖို့အသက်အကျုံးဝင်တဲ့သူတယောက်ရှိတဲ့မိပါဆိုရင်ငွေကျပ်3000 နှစ်ယောက်ဆိုရင်ငွေကျပ်9000ထဲဝင်ရမယ်အကြောင်းကိုပြောလိုက်တယ်လို့ဆိုပါတယ် အင်ဂျီ300ဝင်းကျင်ရှိတယ်။အဲ့ဒီတမန်ကြီးကြီးပါမှာစစ်မှုထမ်းအပတ်စဉ်တိုင်းငွေကြေးထက်ဝင်နေကြရတာဖြစ်ပြီးတော့စစ်မှုထမ်းဖို့အသက်အကျုံးဝင်တဲ့သူတွေမရှိတဲ့မိသားစုတွေကိုပါပတ်စံထည့်ခိုင်းနေတယ်လို့သိရပါဗျ။သတ်မှတ်ထားတဲ့အသက်အကျုံးဝင်သူမရှိရင်လည်း2000ထည့်ရပါတယ်။အိမ်နိုင်ရာရောက်လာကောက်တာမထည့်လို့မရဘူး။မထည့်တာတို့အစည်းအဝေးမတက်တာတို့ဆိုရင်သူတို့ကမှတ်တမ်းယူထားတယ်ဆိုပြီးတော့ချိန်ချောက်တာလို့တမန်ကြီးရွာကတူကပြောပြထားပါဗျ။စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေအရအမျိုးသားဆိုရင်အသက်16နှစ်ကနေ35နှစ်အထိ အမျိုးသမီးဆိုရင်28နှစ်အထိအရွယ်ရှိတဲ့သူတွေစစ်မှုထမ်းဖို့အကျုံးဝင်တာဖြစ်ပြီးတော့ဆရာဝန်အင်ဂျင်နီယာတို့လိုမျိုးပညာရှင်တွေဆိုရင်တော့အမျိုးသားကအသက်18ကနေ45အထိအမျိုးသမီးက35နှစ်အထိအရွယ်ရှိတဲ့သူတွေဟာစစ်မှုထမ်းရမယ့်အထက်မှာအကျုံးဝင်နေတယ်လို့သိရပါတယ်။ EOD တိုင်းအတွင်းမှာတော့စစ်မှုထမ်းအကြောင်းပြချက်နဲ့အခုလိုငွေကြေးကောက်ခံတာတွေတတိုင်းလုံးအတိုင်းအတာနဲ့ရှိနေတာဖြစ်ပြီးတချို့ဒေသတွေမှာဆိုရင်ငွေကြက်သိမ်းချီပြီးတော့ထက်ဝင်ကြရတယ်လို့သိရပါတယ်။အဲ့ဒီတမန်ကြီးကြီးပါကတော့ စစ်မှုထမ်းအပတ်စဉ်၃လောက်အထိသာစစ်မှုထမ်းလိုက်ရမယ်သူတွေကိုမဲနိုင်ရွေးချယ်ခဲ့တာရှိပြီးတော့လက်ရှိအချိန်မှာတော့ငွေကြေးကောက်ခံတာလောက်ပဲရှိတော့တယ်လို့သိရပါဗျ။စစ်မှုထမ်းလိုက်မဲ့သူရှိလို့3120နဲ့ငှားထားတယ်လို့ပြောတာပဲ။သူတို့ကသူတို့ငှားတယ်လို့ပြောတာကိုယ်တွေလည်းဘာမှမြင်ရတာမဟုတ်ဘူးလို့တမန်ကြီးရွာကန်တအူးကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။